မြန်မာနိုင်ငံမှာတခြားနိုင်ငံသားလက်မယ်တွေစီကနေအတူယူအားကြခံရတဲ့ပထမဆုံးလက်မယ်ဖြစ်လာခဲ့တဲ့တဲစုငင်းတဲစုငင်းကမြန်မာနိုင်ငံအတွက်သက်စစ်ခုနှစ်နှစ်အရွယ်နဲ့အငင်းဆုံး placement တွေတဲကတခုကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကပါကမတ်ဖန်တွေကလည်းတခဲနှက်ကိုအားပေးချစ်ခင်ခဲ့တာပါ။ဒါအပြင်တဲစုငင်းကရည်ချင်းပြည့်ဝတဲ့လက်မယ်ဖြစ်တဲ့အပြင်နိုင်ငံတကာကပါကမတ်ဖန်တွေအာယုံဆိုင်အောင်လဲစူးစမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကလက်မယ်ရီအနေနဲ့နိုင်ငံတကာလက်မယ်ရီကြားထဲမှာထုံထုံပေါက်ပေါက်ချစ်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒဲဆုငင်းကတော့တမူထူးချအောင်အရှလက်မယ်ရီကြားထဲမှာအတူယူအားကြရတဲ့အထိအာယုံစိုက်ခံရတဲ့သူဖြစ်လာခဲ့တာပါ။ Miss KN International 2020ပိုးပြန်ပွဲပြီးကတည်းကဒဲဆုငင်းကိုစောင့်ကြည့်တဲ့အထိကိုဖြစ်လာခဲ့တာဖြစ်ပါတယ်။မြန်မာလက်မယ်ရီကပြန်ပွဲပြိုင်တဲ့အချိန်မှာနာမည်ကြီးတယ်ဆိုပေမဲ့ပြန်ပွဲပြီးသွားပြီဆိုရင်မင်းမင်းပျောက်ပျောက်တာဖြစ်သွားတတ်တာပါ။ ဒါပေမဲ့ဒဲဆုငင်းကဘသူနဲ့မှမတူအောင်ကိုပြန်ပွဲပြီးသွားတဲ့အချိန်ထိစိတ်ဝင်စားခံနေရပါတယ်။အာရှနိုင်ငံမှာကျင်းပနေတဲ့ပြန်ပွဲတွေမှာကိုဒိန်းဆုငင်းရဲ့အရှိန်အဝါတွေကအုပ်စိုးနိုင်နေတာဖြစ်ပါတယ်။လက်ရှိမှာမယူနီဘော့စ်မစ်ကီယန်ပြန်ပွဲတွေကနိုင်ငံအသီးသီးမှာရွေးချယ်ကျင်းပနေကြပါပြီ။ဒါကြောင့်မို့ပြီးခဲ့တဲ့ရက်မှာလည်းထိုင်းနိုင်ငံကမယူနီဘော့စ်ပြန်ပွဲကရွေးချယ်ကျင်းပခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာရှင်ပြိုင်တဲ့လက်မဲ့တူဦးကဂျူဝင်ငယ်ဖဲခေါင်းကိုဒဲဆုငင်းရဲ့ဘိုင်းယဝတ်စုံနဲ့အတိုင်းပဲစင်တူနီပါချုပ်ဝတ်ခဲ့တာဖြစ်ပါတယ်။ဒဲဆုငင်းကမစ်ကွန်အင်တာနေရှင်နယ်ထူတာဆန်ဒယ်လီဖုံးပြန်ပွဲမှာဂယန်းပိုင်နေညီမအပန်းရောင်ကဝင်လေးနဲ့ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ဘာဘီယိုလေးလိုချစ်စရာကောင်းတဲ့ပန်းရောင်အင်ဂျီနဲ့စင်ပေါ်မှာရှိုက်ကြည့်နေငိုကြွေးခဲ့တာကြောင့်လူများကြားမှာဟိုးလေးကြော်ကြော်ဖြစ်ခဲ့တာပါ။ဒဲဆုငင်းကဘန်းနူယောင်အင်ဂျီလေးကိုလက်မဲ့တချို့ကလည်းတိတ်တခိုးလေးကြိုက်နေခဲ့တာပါ။ ဒါကြောင့်မို့ထိုင်းနိုင်ငံမဲ့ယူနီဘတ်စ်ပွဲအတွက်မြို့နယ်တည်တည်ရွေ့ချယ်ကြတဲ့ပွဲမှာအလက်မဲ့ရဒဲစုငင်းရဲ့ပန်းရောင်ဝတ်စုံနဲ့ရှင်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အပန်းရောင်ဝတ်စုံရဲ့ဂျင်စာဆိုသလိုပဲတရားပူမေးရတဲ့ဖက်ရှင်နာအဲ့နဲ့တာကျင်းခဲ့ရတာပါ။ဒါကြောင့်မို့မြန်မာပြည်သက်တချို့ကတော့အဲဒီထိုင်းလက်မဲ့ရဲ့ဗီဒီယိုတွေမှာဒဲစုငင်းကဆယ်ကယန်ဒါအက်ကနေဖက်ရှင်ဒါအက်တက်သွားပြီဆိုပြီးတော့စနောက်နေကြတာဖြစ်ပါတယ်။ဒဲစုငင်းရဲ့ဝတ်စုံတွေကိုဒီပွဲတစ်ခုတည်းကယူသုံးခဲ့တာမဟုတ်ပါဘူး။ ကမောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့လက်မဲ့ပြိုင်ပွဲတစ်ခုမှာလည်းမဲဆုငင်းရဲ့နမီကြီးဝတ်စုံဖြစ်တဲ့အနီရောင်မီတောင်ဝတ်စုံကိုခိုးချပြီးတော့ယူသုံးခဲ့ပါသေးတယ်။အနီရောင်မီတောင်ဝတ်စုံကိုတပုံစံတဲတူအောင် ထိချုပ်ကပြိုင်ပွဲမှာဝတ်ပြီးတော့ရှင်ပြိုင်ခဲ့တာပါ။ဒဲဆုငင်းရဲ့အရှိန်အဝါကအခုလိုတော့ပရာကြောင့်လဲဂုံယူစရာကောင်းနေတာလည်းဖြစ်ပါတယ်။နောက်ထပ်ပဲလက်မဲ့တွေကဒဲဆုငင်းရဲ့ဝတ်စုံတွေကိုအတူခိုးကြဦးမလဲဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ ဒဲဆုငင်းကမြန်မာနိုင်ငံအတွက်ကုံဆောင်ပေးနိုင်တဲ့အလတ်မယ်ဖြစ်တာမို့နောက်ထပ်အလတ်မယ်ပြန်ပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်စေချင်နေကြတာပါတဲဆုငင်းရဲ့အရေးချင်းတွေနဲ့ဆိုရင်တော့နိုင်ငံတကာအလတ်မယ်ပြန်ပွဲတစ်ခုမှာတရားဖူယူပေးနိုင်တဲ့အထိအောင်မြင်နိုင်တာအကြောင်းဖြစ်ပါတယ်ဒေသငင်းခမ်းဘက်ပြန်လာမဲ့အချိန်ကိုပြည်သက်တွေကလည်းစောင့်မျှော်နေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံခြားလက်မယ်တွေစီကနေအတူလူအားကြတာတွေခံရတဲ့ပထမဆုံးလက်မယ်ဖြစ်လာခဲ့တဲ့ဒေသငင်းအတွက် ဂုံယူလားဆိုတာကောမန့်လေးထဲမှာပြောပြပေးပါဦး